ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ Facebook account name Facebook account နာမည်ကိုအလွယ်ကူဆုံးချိန်လို့ရမယ့်နည်းလမ်းလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook account Facebook software တွေကိုတစ်ချက်ဝင်လိုက်ပါတော့ဝင်ပြီးပြီဆိုရင်ကျွန်တော်ဒီညာဘက်အပေါ်ဆုံးမှာရှိရကိုယ့်ရဲ့ profile ပုံလေးဒါမှမဟုတ်ရင်ဒီ menu button လေးပေါ့နော်အတန်းလေးသုံးတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာကျွန်တော်မျှားလေးထုတ်ပြပေးထားတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာ ဒီနေရာလေးကိုနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်ဒီပုံစံနဲ့လေးပေါ်လာပြီဆိုရင်အောက်ကိုနည်းနည်းဆွဲလိုက်ပါခင်ဗျအောက်ကိုနည်းနည်းဆွဲလိုက်ရင်ကျွန်တော်ဒီနေရာမှာ setting privacy ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျအဲ setting privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျ setting privacy ကိုနှိပ်လိုက်ပြီဆိုရင်ဒီလိုမျိုး setting တို့ privacy စင်တာတို့ your time on facebook တို့ device request တို့စသဖြင့်အများကြီးပေါ်လာမှာပဲဖြစ်ပါတယ်အဲ့ဒီထဲမှာမှကျွန်တော်အပေါ်ဆုံးမှရှိတဲ့ဒီ profile icon လေးနဲ့ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါခင်ဗျ setting လေးကိုနှိပ်လိုက်ပြီဆိုရင်တော့ setting privacy တဲ့အမှာဒီလိုမျိုး setting တွေအများကြီးပေါ်လာမှာဖြစ်ပါတယ်ဗျဒီလိုမျိုးပေါ်လာတဲ့အထက်မှာကျွန်တော်ဒီအပေါ်ဆုံးမှာရှိရတဲ့ account center ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ် account center ဆိုတဲ့နေရာမှာဒီစာအပြားလေးကိုနှိပ်လဲရတယ်ဒါမှမဟုတ်ရင်ဒီကျွန်တော်အနီးစက်တိချပေးထားတဲ့နေရာကြီးပေါ့နော်အဲ့နေရာကြီးကြိုက်တဲ့နေရာကိုနှိပ်လို့ရပါတယ်တစ်ချက်နှိပ်ပေးလိုက်ပါနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီ account center setting ထဲကိုရောက်သွားမှာဖြစ်ပါတယ်ဗျ။ရောက်သွားပြီဆိုရင်တော့ဒီအပေါ်ဆုံးမှာရှိရကိုယ့်ရဲ့ Facebook account ဒီ profile ပုံလေးနဲ့ဒီ Facebook account name လေးနဲ့ဒီ profile ဆိုတဲ့နေရာလေးပေါ့နော်ကျွန်တော်အခု၄တောင်အနီလေးဝိုင်းမြများလေးထုတ်ပြပေးထားပါရဲ့ဗျအဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါခင်ဗျာ ဒီနေရာလေးကိုနှိမ့်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာတခုရှိတာကအဲကျွန်တော်ရဲ့ဒီ Facebook Facebook account ကကျွန်တော်အခြား social account တွေဖြစ်တဲ့ Instagram တို့ကောင်နဲ့ချိတ်ဆက်မထားရတဲ့အတွက်ကြောင့်မို့ဒီနေရာမှာ Facebook icon လေးနဲ့ Facebook name လေးတခုပဲတွေ့ရတာပေါ့နော်အကယ်၍မိတ်ဆွေတို့ရဲ့ Facebook account ကအခြား Instagram account တွေပိုင်းနဲ့ချိတ်ဆက်ထားရဆိုရင်ဒီနေရာမှာ Facebook အပြင်အခြား Instagram account တွေပါဒီနေရာမှာတန်းစီပေါ်နေမှာဖြစ်ပါတယ်ဗျအဲကျွန်တော်တို့ဒီ Facebook account profile ပုံလေးနဲ့ဒီ Facebook က icon လေးနဲ့ပေါ့နော်ဒီအပေါ်တော့ဒီ Facebook logo လေးနဲ့ဟာလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာအားလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါခင်ဗျာနှိပ်လိုက်ပြီဆိုရင်တော့ဒီလိုမျိုးကျွန်တော် name ရှိမယ် user name ရှိမယ် profile picture ရှိမယ် avatar ဆိုပြီးရှိမယ်ပေါ့နော်ကျွန်တော်ကျွန်တော်တို့က Facebook account ကိုနာမည် name ချိန်ညင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပေါ်တော့မှရှိရဲဒီ name ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါ နေအောင်နေလိုက်ပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ဒီ first name, middle name, last name ဆိုပြီးတော့ပေါ်ပါလိမ့်မယ်။တချို့ Facebook ကောက်တွေတချို့ Facebook software ကြောင့်လည်းဗာရှင်းပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒီ name တစ်ခုတည်းပဲပေါ်တာမျိုးလည်းရှိရပါဘူး။အဓိကကတော့အရေးမကြီးဘူး။ဒီလိုမျိုး first name, middle name, last name ဆိုပြီးတော့ပေါ်နေရဆိုရင်မိတ်ဆွေတွေရဲ့ ဟိုကိုပေးခြင်းတဲ့နာမည်ကိုဟိုတလုံးချင်းညီခွဲပေးပေါ့နော်ဥပမာအဖြစ်ကျွန်တော်ရဲလင်းအောင်လို့ပေးခြင်းတဲ့ဆိုရင် first name မှာရဲ middle name မှာလင်း last name မှာအောင်ဆိုပြီးပေးပေါ့နော်ဥပမာရဲရဲလို့ပေးခြင်းတဲ့ဆိုရင် first name မှာရဲ last name မှာရဲပေါ့နော်ဒီလိုမျိုးပေးလို့ရပါတယ်ဟိုကိုကဒီနေရာမှာဒီလိုမျိုး first name middle name last name မခွဲဘဲနဲ့ name ပေးရေးလို့ရတဲ့တချောင်းထဲပေါ်တယ်ဆိုရင်တော့တချောင်းထဲမှာရေးလိုက်လို့ရပါတယ်ဒါကျွန်တော်အခုကရဲရဲဆိုတဲ့နာမည်ကိုကျွန်တော်ဖြတ်ပစ်လိုက်မယ်ပေါ့နော်ဖြတ်ပြီးတော့ကျွန်တော်ရဲလင်းအောင်လို့ပေးမှာဖြစ်ပါတယ် first name မှာရဲ မတန်နေမှာလင်းပေါ့နော်အပြီး last name မှာအောင်လို့ပေးမှာဖြစ်ပါတယ်ခင်ဗျာအဲဒီလိုမျိုးကိုယ်စီတိုင်းကျနာမည်ကိုပေးလိုက်ပါဒီနာမည်ပေးတဲ့နေရာမှာတည်ချာလေးပေးဖို့လိုအပ်ပါတယ်ဘာကြောင့်လဲဆိုရင်နာမည်တစ်ခါချိန်ပြီးပြီဆိုတာနဲ့သူက60 2နှစ်လပြည့်မှာပြန်ပြီးတော့နာမည်ချိန်လို့ရချိန်ခွင့်ရှိတော့မှဖြစ်တဲ့အတွက်ကြောင့်မို့ကိုပေးခြင်းနာမည်ကိုတည်ချာစဉ်းစားပြီးမှချိန်တာအကောင်းဆုံးပါပဲရ60မပြေဘဲနဲ့နာမည်ချိန်လို့ရရင်ဤလဲရှိပါတယ်အဲ့ဟာလေးကိုကျွန်တော်ထပ်ပြီးတော့ဗီဒီယိုလေးနောက်ထပ်တစ်ပုဒ်ထပ်ပြီးတင်ပေးပါမယ်ခင်ဗျအဲ့ကျွန်တော်ရဲ့ channel မှာတင်ထားပြီးတော့အဟောင်းလည်းရှိရပါတော့ဝင်ရောက်ပြီးတော့ရှာဖွေပြီးတော့လည်းကြည့်ရှုနိုင်ပါတယ်ဗျ ကိုစိတ်တန်းကြနာမည်ပေးပြီးဆိုရင်တော့ဒီအောက်မှာရှိတဲ့ဒီ review chain ဆိုတဲ့အပြောင်း clock လေးကိုတစ်ချက်နှိပ်ပြီးတော့ရှင်းဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့ review chain ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါခင်ဗျာနှိပ်ပြီးလိုက်ပြီးဆိုတာနဲ့ဒီညမှာသူကဒီလိုမျိုးဟိုကိုအစ်ပေးလိုက်တဲ့နာမည်နဲ့အနည်းဆက်သုံးနာမည်လာပြတတ်ပါတယ်အဲကျွန်တော်တို့ကို change နေတဲ့နာမည်ကိုပဲဒီအပြာဇာလေးတစ်ချက်နှိပ်ပြီးရွေးလိုက်ပါတော့ကျွန်တော်ကရေလင်းအောင်လို့ change နေတာဖြစ်တဲ့အတွက်ကြောင့်ဒီညမှာဒီရေလင်းအောင်ကိုပဲတစ်ချက်နှိပ်ပြီးတော့ရွေးလိုက်ပါတော့ ရွေးပြီးစဉ်ကိုစိတ်တိုင်းကြနင်းကိုရွေးပြီးပြီးစဉ်တော့ဒီအောက်မှာရှိရဲစိတ်ချင်းချက်ဆိုတဲ့ဒီအပြောင်ခလုတ်လေးကိုနှိပ်ပြီးရှေ့ဥဆက်သွားမှာဖြစ်ပါလိမ့်ဗျာဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာအဲဒါဆိုရင်တော့ကျွန်တော်ရဲ့ Facebook account ကနာမည်ချိန်ဝါကြီးပဲဖြစ်ပါတယ်နင်းချိန်ဝါကြီးပဲဖြစ်ပါတယ်ကျွန်တော်ပြန်ပြီးတော့ဝင်ကြည့်လို့ရရပါတော့ဒီညမှာတခုရှိတာကတချို့ Facebook account တွေဆိုရင်အဲ့လိုမျိုးစိတ်ချင်းချက်ဆိုတာကိုနှိပ်လိုက်ရင် Facebook password ရိုက်ထည့်ခိုင်းတဲ့ account မျိုးတွေလည်းရှိတတ်ပါတယ်အဲ့လိုမျိုးပေါ်လာပြီဆိုရင်တော့ကိုယ့်ရဲ့ Facebook account ကိုမှန်ကန်စွာရိုက်ထည့်လိုက်ပါရိုက်ထည့်ပြီးရင်ဒါ Facebook account name change ဝင်ပြီးပဲဖြစ်ပါတယ်ခင်ဗျအဲကျွန်တော်တို့ ဒီ Facebook ကောက် password ပါညာ chain မေးနေရပါညာဆိုရင်လည်း password အဟောင်းဝင်ကြည့်ရနည်းလမ်းကိုကျွန်တော်ရဲ့ channel မှာတင်ပေးထားပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ဒူးညင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်